အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ခက်ထန်သောမေတ္တာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ခက်ထန်သောမေတ္တာကာနာယာကြီးတဲ့တွင်တပိ့တွေကဟိုတကွက်ဒီတကွက်အုံနှင်း၆သွေးနေသည်နေပူရှိန်ကပြင်လာသည်တိတ်ခလအုပ်တကောင် လေးတွဲစွာဖြင့်ခြုံတစ်ခုကြားကထွက်လာသည်သူ့အရက်ကတပိ့အုပ်ထဲမြင့်မာသည် တပင့်ခြုံတဲကထွက်လိုက်မှ သူ့ကိုဗိုက်ကြီးပူဖောင်းနေကြောင်းသတိထားလိုက်မိသည်သူကမြေကြီးတွေကိုခွာဖြစ်ထိုးနေသည်မြေမုံတွေကလွင့်ပါသွားသည်တစ်ကိုင်းတစ်ကိုင်းကိုသူ့လက်ပင်နှင့်ပုတ်နေပြန်သည်ကနာမငိန်ဘာကြောင့်ဖြစ်နေရသနည်းနောက်မှအဖြေတွေ့သည်သူမှခလေးမွေချနေသည်လှောက်ရှားနေရင်ကသူ့နောက်ပိုင်းမှခလေးကပြူထွက်လာသည် သူကပေါင်ကိုကားပြီးအာယူနေသည် အသေးညှင့်နေပုံပေါ်သည်ထုံမြင့်ကွင်းကိုကြည့်ပြီးမိခင်တို့ဤတဘာဝကိုကိုချင်းစာမိသည်တက္ကလအုံမကြီးကမတ်မတ်ပြန်ရက်သည်သူ့နောက်ပိုင်းမှာဝေါခနဲ့ကလေးကထွက်ကြလာသည်သူ့ကလေးဖြစ်ရသည်ဘဝအဘယ်မှာလှင်လွယ်ပါသနည်းမိခင်ဝါမှာကြွကြွချင်းရှေးပေခန်းမြင့်သည့်အမျက်မှအမြေပြင်ကိုပြုတ်ကြရခြင်းဖြစ်သည်ဝါမှာကြွကြွချင်းကလေးလေးမှအချင်းတွေပန်နေသည် လှောက်ရှားနိုင်ခြင်းမရှိသေး။မိခင်က သူ့ကလေးအချင်းတွေကိုရှာဖြစ်ရပေသည်။အချင်းတွေကုံသွားသည့်အထိကလေးကတုတ်တုတ်ပြမလုံး။မိခင်ကအဝေးကိုလှမ်းကြည့်နေသည်။တောခွေးတအုပ်လာနေသည်။အနှဲငယ်ဝေးသေးသည်။အရေးကြီးသည်မှာသူ့ကလေးမြ мян လမ်းလျှောက်နိုင်ရေးဖြစ်သည်။တက္ကလောမကြီးကမထင်မှတ်သည့်အပြုတ်မှုတစ်ခုကိုပြုလိုက်သည်။သူ့ကလေးကိုသူ့ရှေ့ခြေဖြစ်ကန်လိုက်ခြင်းဖြစ်သည်။ ကျင်းနေမိသည့်ကျွန်တော်မှာတေပါပြီးဟူရှောင်ပြီးထွက်သွားမိသည်ခလေးသည်တဲတဲပုံထဲတွင်လိမ့်သွားသည် မိခင်ကသူ့ကိုဇက်တိုက်ကန်နေသည်ကျွန်တော်အထင်သူ့သားကိုသူတတ်နေရောသလားမကြပါတစ်ကလအုံပေါက်လေသည်သူ့ဖာသာသူလူလွန်လာသည်တစ်ကလအုံမကြီးကတစ်ချက်ထက်ကန်ပြန်သည်ဤတချီတော့နဘေးကိုကန်လိုက်ခြင်းဖြစ်သည်ခလေးသည် မတ်တက်ထားရနိုင်ရန်စူးစမ်းသည် ုံကုံကွာကွာအနေထားမှာရိုင်းတိုင်းတိုင်းသူဟန်ချက်ကိုသူထိန်နေရသည်သူဘသာသူမတည့်ရနိုင်ရန်စူးစမ်းရသည်မိခင်ကကူညီခြင်းလုံးဝမရှိမိခင်ကအဝေးတနေရာမှလာနေသောခွေးတအုပ်ကိုကြည်နေသည်မမတ်ရနိုင်သည့်ကလောက်အုပ်လေးသည်သူ့မိခင်ပေါင်တွင်းကိုတိုးဝင်သည် သူကနှုတ်ဆို့ရန်ဗီဇစိတ်ဖြင့်နှုတ်ကိုရှာသည်သို့တော်မိခင်ကသူ့ကိုနှုတ်မတိုင် ။ဦးကောင်းဖြင့်သူ့တင်ပါကိုတိုက်ပြီးရှေ့ကိုရွေးနိုင်စေရန်အားထုတ်သည်။သူလည်းတလှမ်းချင်းလျှောက်လိုက်မြန်မြန်လျှောက်လိုက်လို့သည်။နည်းနည်းဝေးသွားလိုက်သူ့သားကိုရက်ဆောင်လိုက်လို့သည်။နောက်ဆုံးအပြေးလေသွားသည်။သူ့သားကလေးကသူ့မိခင်နောက်ကိုအပြေးလေလိုက်သွားနိုင်ခဲ့သည်။သူတို့ဝေးရကိုပြေးနေဒီမှာ ခွဲတအုပ်ဘေးရန်ကလွတ်တင်နေရကိုဖြစ်မည်မိခင်ဝမ်းပိုင်းမှာကြွကြဲကခလေးငယ်ဘဝအပေမှာလင်းအေးချမ်းတည်း အမြင့်ကပြုတ်ကြသည်တဘာဝကသူ့ကိုတမားစွာရှင်တန်ခွင်ပေးထားသည် အသက်ရှူဖို့မင်းနေသည့်တားငယ်ကိုမိခင်ကအစမပြတ်ကမ်းသည်မိခင်အတွက်လည်းတည်ရဲ့ရှင်ရဲ့သူ့သားလေးအတွက်လည်းတည်ရဲ့ရှင်ရဲ့ဖြစ်နေသည်ထဆန်ထဆန်မင်းခုချိန်မှာမထနိုင်ရင်မင်းသိလိမ့်မယ်မိခင်ကသူ့သားကိုချစ်ခင်စွာဖြင့်နာကျင်စေခြင်းအားကျွန်တော်သဘောပေါက်လိုက်သည် တရိစ္ဆာလောကတွင်ပင်ကို့ဘသာယုံထနိုင်ရန်စူးစမ်းကြရသည်ကျွန်တော်အခြားဗီဒီယိုမှတ်တမ်းများတွင်လည်းဝမ်းပိုက်ကကျွတ်ကျွတ်ချင်းတားရဲတွေဝင်ဆွဲသွားသဖြင့်ဘာမျှမတတ်နိုင် လမ်းမှိုက်ချနေကြရသောကြီးနိုင်ငယ်ငယ်တရိစ္ဆာလောကတွေကိုတွေ့ဖူးသည်ယခုမြင်ကွင်းထဲကမိခင်စိတ်ကိုကျွန်တော်လေးစားမဆုံးဖြစ်နေသည်တားသမီးကိုမြည်သူကနာကျင်စေခြင်းမြင်သည်မြည်တော့ဆိုစေ ခွေးဆွဲခံရခြင်းထက် သူကနာကိုခံပြီးအမြန်ဆုံးလှုပ်ရှားနိုင်ရည်သည် သူတို့အတွက်သိရင်ရှင်ရင်ဖြစ်သည်အချို့သောနာကျင်စေခြင်းများမှာမေတ္တာကြောင့်သာဖြစ်သည်တိက္ကလအုံးမကြီးဤမေတ္တာတရားသည်ခက်ထန်သောမေတ္တာရာဖြစ်သည်သာသမီဘဝရတ္တိနိုင်ရည်အတွက်သူ၏အကြံတန်ဆုံးဆက်ဆံခြင်းကိုပထမဆုံးခံလိုက်ရခြင်းမှာချက်ချင်းလက်ငင်းအန္တရာယ်မှကာကွယ်ခြင်းတစ်ခုလည်းဖြစ်သည် ကျွန်တော်တို့ငယ်စဉ်ကပူလောင်သောမီးတောင်တို့မဟုတ်မီးဘူးတစ်ခုခုကို သွားကင်ပြီးတော့မြည်ဆိုလျင်အမေကအတင်းဆွဲကနောက်မကင်ရဲအောင်လက်ကိုဆက်ဆက်လေးရိုက်ခြင်းတဘောနှင်းစင်သည် ထို့သောရိုက်ခြင်းကိုခံလိုက်ရသဖြင့်ကလေးသည်မီးဆိုသည်မှအန္တရာယ်ရှိကြောင်းသတိပေးမှုကိုချက်ချင်းမှတ်မိသွားသည်တနည်းအားဖြင့်ရှင်သန်မှုဗီဇကိုရရှိသွားခြင်းဖြစ်သည် ကျွန်တော်ကြည့်လိုက်ရသောဗီဒီယိုမြင်ကွင်းလေးကိုကလေးတယောက်အနေဖြင့်နားလည်ခြင်းမှနားလည်ပေးလိမ့်မည်။ထို့သော လူကြီးတယောက်ခံစားချက်ဖြင့်မိခင်ရဲ့ချစ်ခြင်းမေတ္တာကိုနားလည်မိသည်။အချို့သောစံတမ်းမှုများတွင်လည်းမေတ္တာသဘောရှိနေသည်။တိကလောမကြီးဤသူ့သားကို ခွေးဆွဲခံရခြင်းပေမှကင်းဝေးစင်ရန်လှောက်ဆောင်နေပုံမှာမိခင်မေတ္တာသဘောကိုဖော်ဆောင်ရာရောက်သည်ဖြစ်လေးစားမိသည်။ တဘာဝကြကြကြမ်းတမ်းမှုများသည်ပိုပြီးတမာစေနိုင်သည် ကိုးဖာသာမမတ်မရနိုင်မချင်းကိုးချစ်တော့ကိုသုံးကားမပြေးနိုင်မချင်းတဘာဝမိခင်ကကန့်နေခြင်းကိုနားလည်ပေးနိုင်ရမည်ရှင်ခွင်ထဲတွင်ထွေးပွေထားခြင်းတော်လဲစာနေသောသားသမီးကိုနှိုးကြော်လေးတိုက်ချွေးခြင်းတော်လဲပြေးနိုင်မှလွန်မြေမိခင်တော်ကားတွင်မြည်မြရှိနေသည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတယ်။ခက်ထန်သောမေတ္တာဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာ channel မှာပြောင်းလဲချက်ဆွလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတယ်။ပီတိဆိုတဲ့ဝိတ္တတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်။ပီတိယနေ့ကိုလင်းတယောက်လာစာထုတ်လာသည်နေဖြစ်သည် ူဘဝအတွက်ပထမဆုံးလာစာလေးလည်းဖြစ်သည် လာစာထည့်ထားသည့်စာရေးအညိုလေးကို သူကဖွင့်ကြည့်လိုက်ပြန်ထည့်လိုက်နှင့်ပီတိအကြိမ်ကြိမ်ဖြစ်နေသည် သူကဘတ်စကားစီးရန် ကားဂိတ်ကိုရောက်လာသည် အလုတ်ပြန်ချိန်ဖြစ်သည့်ဖြင့်လူတွေကများသည်အိုးကားမရှိတော့ပါဘူးတော်ကြသူကဆုံးဖြတ်ချက်နှင့်လမ်းလျှောက်လိုက်သည် သူအလုတ်ယုံမှအိမ်ပြန်ရောက်ရန်တနားရီလောက်တော့လမ်းလျှောက်ရသည် သူကားမစည်းချင်ရခြင်းမှာအကြောင်းရှိသည်။ခပိုက်အနှက်ခံရမည်ကိုစိုးရင်တော့ကြောင့်ဖြစ်သည်။ယခုကာလဘတ်စကားပေါ်တွင်ခပိုက်နိုင်တွေတောင်းကျန်လွန်နေသည်။ဟဲ့ကိုလင်းဘယ်လဲ။သူငယ်ချင်းဖိုးချက်ကသူ့နောက်ကိုပြေးလိုက်လာပြီးပခုံးဖက်လိုက်ကမေးလိုက်ခြင်းဖြစ်သည်။အိမ်ပြန်မလို့လေ။ကားကိတ်ကဟိုမှာလေ။ကားမစီးတော့ဘူးဗျ။လမ်းလျှောက်ပြန်မလို့။အဝေးကြီး ဒီနေ့မှငါလာစာပထမဆုံးရလာတာလေခမိုင်းလိုက်ခံရမှာကြောင့်လို့ဒါဆိုလဲငါလဲမင်းနဲ့အဖော်လိုက်ခဲ့မယ်ကောင်းတာပေါ့ကွာတငယ်ချင်းတယောက်စကားတပြောပြောနဲ့သူတို့ရက်ွက်ကိုရှောက်မှန်မသိရောက်လာကြသည်လမ်းထိပ်အရောက်တွင်သူတငယ်ချင်းကကိုလင်းမင်းလာစာထုတ်လာတယ်မဟုတ်လားလာဘီယာဆန်သွားကြရအောင်ငါ့ကိုဘီယာတိုက်မလုပ်ပါနဲ့ကွာပထမဆုံးလာစာလေးကိုအဖေ့လက်ထဲအပြည့်အဝထည့်ပေးချင်လို့ပါ မင်းကတော့တကယ်သားလေးမလေးပါလားကိုလင်းကအိမ်ပေါ်ကိုအပြေးလေးတက်လိုက်သည်သူ့အမေရှိရာမီးဖို့ချောင်းထဲကိုပြေးဝင်လိုက်ပြီးအမေအမေဟုအော်ခေါ်လိုက်သည် သူ့အမေကရေချုပ်ခန်းထဲကထွက်လာပြီးရှူတူတူသားအဖေအိမ်နေတယ်နေမကောင်းဘူးလားအမေနေကောင်းတယ်စစောကပဲထမင်းစားပြီးလို့ခဏလှဲအောင်မယ်ဆိုပြီးအိမ်ခန်းထဲဝင်သွားတာသားလားစာရခဲ့ပြီလား ရခဲ့ပြီအမေ၃တင်းကြီးညတော့ဗျဟုတ်လားဟုတ်တယ်အမေရော့ဒီမှာသူကအိတ်ထဲကစာအိတ်ကိုထုတ်ပြေးသူ့အမေကိုပေးလိုက်သည်မင်းအဖေကိုပေးပါ အမေပဲပေးလိုက်ပါတားကိုယ်တိုင်ပေးလိုက်ပါ အဖေကြီးဘယ်တော့ဝမ်းသာနေလိုက်မလဲဟင့်အင်းအမေပေးလိုက်ပါဘာဖြစ်လို့တားကိုယ်တိုင်မပေးချင်ရတာလဲကွယ်အမေ တားအတီအလုံးရဖို့အဖေကပညာရည်သင်ပေးခဲ့တယ်။ပြီးတော့အလုံးဝင်နိုင်အောင်လဲပတ်စံတွေအများကြီးကုန်ခဲ့တယ်။အဖေစီကပဲတားကလက်ဖြန့်တောင်းနေကြလေ။အဲ့ဒီတော့ဘာဖြစ်တယ်လဲကွယ်မိပါပဲဟာ။တားကလက်ဖြန့်တိုင်းအဖေကကြီးထုတ်ပေးခဲ့ရတာလေအမေရဲ့။ခုတားကပြန်ပြီးရှာနိုင်တဲ့အချိန်မှာအဖေကိုပတ်စံပေးရင်အဖေကလက်ဖြန့်တဲ့သူဖြစ်သွားမှာပေါ့။အဖေကိုတားစီကနေလက်ဖြန့်ယူတဲ့အဖြစ်ကိုမမြင်ချင်ဘူးအမေရဲ့။ ထို့အချိန်တွင်သူ့နောက်ကဖတ်လိုက်သဖြင့်သူလန့်ပြီးနောက်ကိုလှည့်ကြလိုက်သည်။ဘယ်အချိန်ကရောင်းနေမှမသိတော့သူ့အဖေကသူ့သားကိုဖတ်လိုက်ရင်"သားရဲ့"ဟု တခွန်းသာပြောနိုင်သည်။သူ့အမေက သူ့သားဖကိုကြည့်ပြီးမျက်ရည်တွေတုံနေသည်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ PD ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အလုံးမဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ဆက်စလူးစိန်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဆက်စလူးစိန်ရွာကကိုညိုကြီးတယောက်ဒုက္ခရောက်နေသည်။အဘဲเจ้าဆိုတော့သူ့ဝက်ပြိုမာလေးကအတော်လေးတောင်းကျမ်းကထိမ့်မနိုင်သိမ့်မရဖြစ်နေတော့ကြောင်းပင်ကိုညိုကြီးကသူ့ဝက်ပြိုမာလေးကိုဆက်စလူးစိန်ဟုအမည်ပေးထားသည်။ ဆက်စလူးစိန်က အတော်ဆိုးသည် မောလင်းဒီနှင့်အစာခွက်ကိုနှုတ်သည်နှင့်ထိုးကတအိုးအော်သည်တူတခင် ကိုညိုကြီးကအဲ့ရကမထသေးလင်တဲတိုင်ကိုကိုနှစ်တိုက်သည် မွေးထားသောကြက်တွေကိုလိုက်ကင်သည်တချံလုံးသီးပင်စားပင်ဘာမှမကြံထိုးလှန်သည် နောက်ဆုံးကိုညိုကြီးမိမထမင်ကိုပင်ခြေနှင့်နင်းပြီးကြိုက်ဖြဲဆွဲသည်ဟဲ့ဆက်စလူးစိန်နင့်ကိုရောတာလက်လန်နေမဖြစ်တော့ဘူးကိုညိုကြီးရဲ့ ဘာလဲကွာရှင်းဝါမကိုရောင်းချင်ရောင်းပေါ်ချင်ပေါ်တခုခုတော့လုံးကျမစိတ်ကုန်လာပြီမိမစကားကိုညိုကြည့်အပေမှလည်းပယ်ရှားနိုင်အန်နီသို့တော်သူဝါမလေးကိုမတက်ရက်တဖြစ်နောက်တနေ့တွင်တုတ်တုတ်နောက်တွဲပေါ်ဝါမလေးကိုတင်ပြီးဈေးကိုထွက်ခဲ့သည်ဝါမလေးကိုနောက်တွဲပေါ်တင်ရသည်ကပင်အတော်လေးပင်ပန်းလာသည်ယောက်ျားကြီး၃ယောက်လောက်ဒုံနှင်းရိုက်နရွက်ကိုဆွဲအမီးကိုဆွဲနှင်းမနှဲတင်ရသည် ကိုညိုကြီးကပြောင်းနေသောနှစ်ဖူးကိုပစိုးနှစ်တုံလိုက်ပြီးငါမှသမီမိန်ကလေးမွေးထားရင်တော့အဲ့ဒီလောက်ပဲမှမမဟုတ်ဘူးဟူညီရှာသည်သူ့မှာယခုမှဝတ်မွေးဖူးသည်ဖြစ်ရာဆက်စလူးစိန်ကိုတနာသည်ဖြင့်ရောင်းရံသားဆုံးဖြတ်လိုက်ခြင်းဖြစ်သည်သူတို့ဈေးကိုရောက်သည့်အခါတွင်ဝတ်ကိုနောက်တွဲပေါ်ကမချရဲလူတွေကိုလိုက်ကိုက်လင်ယော့ကျေးပေးရမည်ဆိုရင်တော့ကြောင်းလူတွေ့တိုင်းဝတ်ရောင်းမယ်ပြောဟုအော်ရှာသည်လူတယောက်ရောက်လာသည် အဲ့ဒီဝက်ကအပြိုလေးပဲဘာဖြစ်လို့ရောက်မှလဲဟုမေးသည်ဆိုးလွန်းလို့ဗျာဘယ်လိုဆိုးတာလဲကိုညိုကြီးကသူ့ဝက်မဆိုးပုံတွေကို စာဖွဲပြသည် လာမေးသူကဟာအဲ့ဒါများဘာဖြစ်လို့ရောက်မှလဲခမားဝက်မကအပြိုဖြစ်တော့လင်းလို့ချင်နေလားလင်းပေးစားလိုက်ငြိမ်သွားလိမ့်မယ်ဟုပြောလိုက်သည်သူ့ကိုဘယ်လိုလင်းပေးစားရမလဲခမားဟောဟိုးညောင်ပင်ကြီးကိုတွေ့လား တွေ့ပါအဲ့ဒီညောင်ပင်အောက်မှာတင်ရီဆိုတဲ့လူရှိသပြားတင်ရီဝတ်သုံးနဲ့ခမားဝါမတွေ့လိုက်လို့ကတော့ငြိမ်သွားလိမ့်မယ်ဟုတ်လားအဲ့ဒီလိုတွေ့ပြီလို့ရသလားရပါဗျာဒါပေမဲ့တင်ရီကသူ့ဘတ်သုံးနဲ့ခမားဝါမကိုအလကားပေးတွေ့မယ်တော့မထင်ဘူးဗျအဲ့လိုဗျာတကယ်ဆိုကျွန်တော်ကသမီးရှင်ပဲနင့်နာချင်နင့်နာကျောက်ကနင့်နာမှာမဟုတ်လားကျောက်ကမပေးနိုင်ပါဗျာ အင်းခမည်းဝတ်မမွေးဘူးတာသိချပြီဝါလောကမှာဇီးတင့်ရင်ဝတ်သိုးကိုတူတောင်းတလို့ပြရတယ်ဗျကျုပ်ဆက်စလူမှာအဲ့ဒီဝတ်သိုးနဲ့တွေ့ရင်ငြိမ်သွားမှာသိချသလားငြိမ်သွားရုံတင်မကဘူးခမည်းဝတ်မှာကလေးတွေပါတွေရဝတ်တွေပါတွေတောင်တိုးပွားလာအောင်မှာဟုတ်လားဒါဆိုရင် သူ့စီကိုသွားအောင်မှာဟေးလူကျုပ်အကြံပေးတာအလကားများဘူးကာဖီရည်လေးဖြစ်ဖြစ်ထမ်းရည်လေးဖြစ်ဖြစ်ဝယ်တိုင်း ရော့တထောင်တော့ယူလိုက်ဤသို့ဖြင့်ကိုညိုကြီးဝတ်တွဲမောင်းကကိုတင်ကြီးဆိုသူထံရောက်လာသည်ဝါစာကျွေးနေသောကိုတင်ကြီးကိုကိုညိုကြီးကကိုတင်ကြီးဆိုတာလားဟုတ်ပါဘာကိစ္စခမည်းစည်းတင်ပေးတယ်ဆိုဟာကြံကြီးစီရကျုပ်ကဘာဖြစ်လို့ဈေးတင်ရမှာလဲကျောင်းဝမကိုဈေးတင်ချင်လို့ပါဗျာဝါကိုဈေးတင်ချင်ရင်ဝတ်နဲ့တင်မောဗျာ အတော့ပဲကျောက်ဝတ်တို့ကလည်းဝါမရီနဲ့မတွေ့ရတာကြာတော့တောင်းကြနေတာဒါဆိုလဲဗျာလှုပ်ပေးလိုက်စမ်းပါဒီတိုင်းလှုပ်ပေးလို့မရဘူးဗျဘာလို့ပေးရမှာလဲခမည်းဝတ်မွေးရင်တဝက်ပေးရမယ်တဝက်ယူဗျာဒါပေမဲ့ခမည်းဝတ်တို့နဲ့တွေ့လိုက်ရင်ငြိမ်သွားမယ်ဆိုတာဟုတ်လားအေးလေဗျာခမည်းဝတ်မကုံဝင်ရလာရင်တော့ငြိမ်ကြသွားမှာပေါ့ပေးတယ်ဗျာမွေးလာတဲ့ကလေးတဝက်ပေးမယ် ကဲမြန်မြန်သာလုပ်ပြီတော့ဤသို့ဖြင့်ဝါတံဝါတာကိစ္စကိုခက်ခဲပင်ပန်းစွာလောက်ကြပြီးပြန်ခါနေတွင် ကိုညုံကြီးကဒါနဲ့မေးပြရစီုံဒီလိုဆိုတော့ကျုံးဝမကုံဝင်ရပြီပေါ့ဒါကတော့ဗျာဒီကိစ္စကပြောလို့မရဘူးဗျရဖို့တော့များပါတယ်ကုံဝင်ရလာရင်ဘယ်လိုတွေဖြစ်တတ်တယ်ဗျာမသိလို့မေးတာပါအေးခမရဝမကိုကြည့်ထား မနှက်ဖြန်ကစပြီးခမည်းဝါမကမြက်ခင်းပေါ်မှာပဲအိတ်နေရင်ကျိန်းသေးတဲ့ကိုဝင်ရှိနေပြီအဲမြက်ခင်းပေါ်မှာအိတ်ပဲရှွန့်လို့နေပြီဆိုရင်တော့ခမည်းဝါမကိုဝင်မရသေးဘူးဗျကိုညိုကြီးသူ့ဝါမဆက်စလို့ဆိုင်နဲ့အတူရွာကိုပြန်လာသည်ရွာရောက်တော့သူ့မိမကိုအကျိုးချောင်းပြောရသည်သူ့မိမကလည်းအေးလေရှင်ဝါမငြိမ်ကြသွားရင်တော့ကိုမလက်ခံပါတယ် နောက်တနေ့ဆက်စလူးစိန်သည်မျက်ခင်းပေါ်မအေးရှွန့်တဲစင်အိတ်သည်ကိုညိုကြီးစိတ်ပြတ်ပြီးသူ့ဘက်ကိုကိုတင်ရထံပြန်ခေါ်လာသည်ခမည်းဝမဒီတခါတော့ရစီရမယ်နောက်တနေ့နနက်ဆော့ဆော့ကိုညိုကြီးသူ့ဝမကိုကြည့်သည်ရှွန့်တဲလူနေပြန်သည်နောက်တခါကိုတင်ရထံခေါ်ခဲရပြန်သည်နောက်တနေ့ဆက်စလူးစိန်ကစိုးမြဲဆိုဤရှွန့်ထဲအိမ်မြဲအိမ်ဤ နောက်တနေ့နဲ့နဲ့ကိုညိုကြီးကကိုလက်တွေကိုက်သဖြင့်အဲ့ရထဲမှာမင်းမရေရှင်ဆက်စလူးစိန်ကိုကြည့်ပေးဆောင်ကွာမြက်ခင်းပေါ်အိတ်နေသလားရှင်လူနေသလားခဏအကြာတွင်ကိုညိုကြီးဘာလဲရှင်ဝမလေဘာဖြစ်တယ်လဲမြက်ခင်းပေါ်မှာလားတန်တန်ဖန်ဖန်တော့ဆက်စလူးမရှင်းနောက်တွဲပေါ်ကိုသူ့ဖတ်တာတက်နေတဲ့တော့ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ Sass Lucein ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။